တောင်တက် TNL ထိန်းချုပ်ရာနောင်ချုံမြို့ကိုပြန်ရရေးစစ်ကောင်စီကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေပြီးယခုရက်ပိုင်းအတွင်း TNL ထိန်းချုပ်နေမြေအချို့ထပ်မံပြီးတော့လက်လွတ်နေရကြောင်းစီးသတင်းရှင်းပြများထပ်မသိရပါဗျ။စုံလာ၂၂ရက်ကနောင်ချုံမြို့နယ်ကံကြီးရွာကိုစစ်ကောင်စီကတင်ပိုက်ခဲ့တဲ့ပြင် point 16ကိုတက်စကန်အောင်လဲစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်တယ်လို့စစ်သတင်းရှင်းမြစ်တူက VOM သတင်းဌာနကပြောပါရတယ်။ ကန်ကျင်းရွာကိုမြေပြင်အင်အားအလုံးစုံသုံးပြီးတိုက်တော့ TNL ဘက်ကနောက်ဆုတ်ပေးလိုက်ရတယ်။အဲ့ဒါက20ရက်နေ့ကအရင်နေ့မှပဲတဆက်တဲ့စကန်ကုန်းမှာပေးလိုက်ရတယ်။မနေ့ကလည်းဒီနေ့ကတော့စစ်ကောင်စီကပြင်းပြင်းထန်ထန်ဇက်တိုက်ထိုးစစ်ဆင်နေပါတယ်လို့၎င်းကပြောပါရယ်။စစ်ကောင်စီထိုးစစ်မှာယခုအခါနောင်ချုံမျိုးနဲ့၆မိုင်ခန့်အကွာတို့ရောက်ရှိလာနေကြောင်းသိရပါရယ်။လက်ရှိလမ်းပန်ကုန်းတရက်ကုန်းညံတော်ရွှေသွန်း လုံဝဲအုံမတိကျွာနဲ့ဆမ်မဆယ်ကျွာတွေမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးနောင်လင်းရွှေပြည်ညွန့်ကျွာတွေမှာ TNL ကခန့်စင်ဖြစ် ခုခံရတဲ့အင်အားဖြည့်တင်ထားကြောင်းစီးရီးသတင်းရှိမှများထံမှသိရပါဗျ။စစ်ကောင်စီကနောင်ချိုကိုပြန်ရရင်အတွက်စစ်ကြောင်းနှစ်ကြောင်းနဲ့မြေပြင်ထိုးစစ်ဆင်နေတဲ့ပြင်ဝင်ရင်ကားလေးနဲ့ကြက်တိုက်လေရင်ဒရုန်းများနဲ့ပါပစ်ကူပေးရရှိနေပါဗျ။နောင်ချိုဒေတာကရှမ်းမြောင်းနဲ့ရှမ်းတောင်ဒေတာတို့တကားပေါက်ဖြစ်တဲ့ဖြင့်စီးရေးစီးဝိုင်းပြူဟာအရာအလွန်အေးပါတဲ့နေရာလေးဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းအင်အားကအုံမတိဘက်ရောပြည်ဦးလင်ဘက်ကရောဆိုရင်2000လောက်ထိတုံးထားတယ်လို့သိရပါတယ်။ TNL ဘက်ကလည်းခန်းစစ်ကိုအင်အားတိုးပြနေတယ်လို့သိရပါတယ်။နောက်ကျုံမျိုးရဲရောက်သွားရင်တော့ TNL နဲ့ပူးပေါင်းတက်ရက်တံပြန်တိုက်စစ်ကြောင်းချက်ချင်းပြန်လည်ကြမယ်သဘောမျိုးလို့တွေ့ရပါတယ်လို့စီရန်ဘူကြီးစင်ရောကပြောပါတယ်။ ကုမင်းဆွေနေဝဲရာလတ်မထွက်ပဲပြီးဆုံးခဲ့ပြီးနောက်နောင်ကျိုးစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ညီနောင်သုံးဘွဲကငလင်နောက်ဆက်တွဲလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အပြစ်ခတ်ရန်စဲရေးကိုတက်တန်းတိုးမြှင့်ထားခြင်းကိုစစ်ကောင်စီကအခွင့်ကောင်းရှုနေကြောင်းတောင်းတက် TNL ကပြောပါတယ်။